မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 20ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကင်းပြည်နယ်မြောက်ဒေမြို့နယ်ထိုင်းမြန်မာနယ်စပ်အမှတ်နဲ့ချစ်ကြီးကရာအနီမှာစစ်ကောင်စီတပ်များနဲ့တော်လိုင်းရဲတပ်များတိုက်ပွဲဖြစ်ပွားလျက်ရှိရာတိုက်ပွဲအတွင်းကနေပြစ်ခတ်လိုက်တဲ့လက်နိုင်ငယ်ကြီးစံတချို့ဟာထိုင်းနိုင်ငံဘက်အချက်မှရှိတဲ့နေအိမ်တစ်ခုတည်းကိုဝင်ရောက်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီနေ့မနက်ပိုင်းကမြန်မာဘက်အချမ်းမှာတိုက်ပွဲတွေပြင်းထန်နေရာ ထိုင်းနိုင်ငံဘက်ကိုလက်နက်ငယ်ကြီးများကြားရောက်မှုများရှိနေရာထိုင်းနိုင်ငံသားတအုပ်ရဲ့နေအိမ်အတွင်းကိုလက်နက်ငယ်ကြီးစံတချို့ဝင်ရောက်လာတယ်လို့သိရပါဗျ။အဲ့ဒီကြီးဟာပဒင်းပေါက်ကိုဖောက်ထွင်းခဲ့တော့လဲဘသူမှထိခိုက်မှုမရှိဘူးလို့သိရပါဗျ။မြန်မာဘက်အချမ်းထိုင်းမြန်မာချစ်ကြည်ရဲ့အမှတ်နဲ့ဒရာအနီးမှာလက်ရှိအချိန်အထိ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေစေဖြစ်ပြီးတော့စေကောင်းစီဘက်ကလည်းတိုက်လီရင်နဲ့တိုက်ခတ်ရရဟတ်ရင်များပြန်ဝဲလျက်ရှိတယ်လို့သိရပါဗါးတိုက်ပွဲတွေကြောင့်ထွက်ပြေးလာတဲ့စစ်ပေးရှောင်ဒုက္ခသည်များကို ထိုင်းစစ်တပ်နဲ့အာဏာပိုင်များကစတင်လက်ခံကူညီပေးနေတယ်လို့သိရပါဗါးအခုကတော့စစ်ပေးရှောင်တွေတောင်ရင်မြစ်ကိုဖျက်ပြီးပြေးလာတဲ့အကုန်လုံးကိုထိုင်းဘက်ကကူညီပေးနေတယ်နေရာတွေချပေးနေတယ်ဒီဘက်မှာကတိုက်ပွဲတွေကမရက်သေးဘူးတောအောင်တိုင်းတိုင်းပဲပြစ်နေကြတယ်စစ်ကောင်စီရဲ့ကင်းထောက်လေရင်တွေလဲလာတယ်အခု Jet Fighter နဲ့တိုက်ခိုက်ရဟတ်ရင်တွေလဲတက်လာတယ်ဆိုတဲ့သတင်းတွေရထားလို့ အကုန်လုံးထိုင်းဘက်ကိုပြေးနေကြတယ်လို့မြောက်ဒီစီရီသတင်းရင်းမြစ်ကပြောကြားထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာဘက်အချမ်းကတိုက်ပွဲတွေကြောင်းထိုင်းနိုင်ငံနယ်နိမိတ်နဲ့ထိုင်းပြည်သူတွေကိုထိခိုက်မှကိုမလိုလားပဲစစ်ဘေးရှောင်ပြည်သူတွေအတွက်လူသားချင်းစာနာမှုအကူအညီပေးဖို့အတွက်အဆင့်သက်ရှိနေကြောင်းကို ထိုင်းဝန်ကြီးချုပ်ဆရတ်တာတာဖီစင်ကလူမှုကွန်ရက်ကနေတစ်ဆင့်ထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မနက်ပိုင်းကထိုင်းမြန်မာနယ်စပ်အမှတ်1ချစ်ကြည်ရိတ်ကစားမှာတိုက်ပွဲများအပြင်းထန်ဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာထိုင်းဝန်ကြီးချုပ်ကအခုလိုမျိုးသတင်းထုတ်ပြန်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ထိုင်းမြန်မာချစ်ကြည်ရိတ်ကစားအမှတ်1နယ်မြေအတွင်းမှာမြန်မာဘက်အချမ်းတိုက်ပွဲတွေနဲ့အခြေအနေတွေကိုအနီးကပ်စောင့်ကြည့်နေပါတယ်။ဒီတိုက်ပွဲတွေကြောင့်ထိုင်းနယ်မြေစိုးမိုးရေးကိုထိခိုက်မှုတွေရှိမှာကိုမလိုလားပါဘူး။ ထိုင်းနိုင်ငံရဲ့နယ်နိမိတ်နဲ့ထိုင်းပြည်သူတွေရဲ့လုံခြုံရေးကိုကာကွယ်ဖို့အစဉ်သင့်ရှိနေပါတယ်။တချိန်တည်းမှာပဲလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုလည်းလိုအပ်တာနဲ့ချက်ချင်းပေးဖို့အစဉ်သင့်ရှိနေပါတယ်လို့ထိုင်းဝန်ကြီးချုပ်ကလူမှုကွန်ရက်ကနေတဆင့်သတင်းထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။လက်တလုံးမှာထိုင်းမြန်မာနယ်စပ်မြန်မာဘက်အချမ်းမှာအမှတ်နှစ်ချစ်ကြည်ရေးဒဏ္ဍာမှာစစ်ကောင်စီဘက်ကတိုက်လေရင်များရဟတ်ရင်များနဲ့လေကြောင်းတိုက်ခိုက်မှုများကိုတောက်လျှောက်ဆိုးသလိုလှုပ်ဆောင်နေရဒီကနေ့မြန်မာစံတော်ချိန်မွန်းလွဲ၁၂နာရီခွဲအချိန်ထိုင်းစံတော်ချိန် မွန်းလွဲတနားရီအချိန်မှာတိုက်လေရင်နဲ့ဘုံနှလုံးကျဲချသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးခိုးလုံတဲ့အာနာသိအကြမ်းဖက်စစ်ကောင်စီတပ်သား285ဦးကိုလာမယ့်ဧပြီလ22ရက်နေ့မှာမြန်မာနိုင်ငံဘက်အချမ်းကိုပြန်ပို့မယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရဲ့ဝန်ကြီးဟာဆန်မမတ်ကဧပြီလ19ရက်နေ့မှာပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးရမယ် ပင်လယ်ရေချောင်းကတင်းမောနဲ့ပြန်ပို့မှာဖြစ်ပြီးတော့စစ်ကောင်စီတပ်သားများထဲမှာ BGF နေချားဆောင်တပ်သားများနဲ့စစ်ကောင်စီတပ်သားများပါဝင်တယ်လို့၎င်းကပြောဆိုခဲ့ပါတယ်။အခုရက်ပိုင်းအတွင်းမှာဘူးတီတောင်မောင်တော်ဒေတာမှာစစ်ကောင်စီတပ်ရင်းများနဲ့ရခိုင်တပ်တော်အေအေတို့တိုက်ပွဲတွေပြင်းထန်လျက်ရှိနေပြီးတော့အဲ့ဒီတိုက်ပွဲများကထွက်ပြေးသွားတဲ့တပ်သားတွေဖြစ်တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်သားများကိုပြန်ပို့ရမှာတင်းမောနဲ့ပို့မှာဖြစ်တော့လဲပင်လယ်ရေချောင်းနဲ့ရာသီဥတုပေါ်မှာမူတီချောင်းကိုဟာဆန်မမတ်ကပြောဆိုခဲ့ပါတယ်။ဒါအပြင်မြန်မာနိုင်ငံထဲမှာပိတ်မိနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား150ဦးကိုလည်းပြန်လည်ကယ်ထုတ်ကာတင်းမောနဲ့ပြန်တယ်ဝမ်းမယ်လို့ဟာဆန်မမတ်ကပြောဆိုခဲ့တယ်လို့သိရပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးခိုလုံသွားခဲ့ကြတဲ့စစ်ကောင်စီတပ်သား330ဦးကိုလည်းဖေဖော်ဝါရီလ15ရက်နေ့ကဘင်္ဂလားဒေ့ရှ်အစိုးရကစစ်ကောင်စီထံကိုပြန်လည်ပေးပို့ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ AP လ20ရက်နေ့မနက်7:00နာရီကနေ9:00နာရီအထိရခိုင်ပြည်နယ်စစ်တွေမြို့ကမွတ်စလင်အယောက်200ခန်းဟာရခိုင်တပ်တော် AAR အလို့မရှိဘူးလို့ဆိုပြီးတော့ဆန္ဒပြရာမှာစစ်ကောင်စီရဲနဲ့စစ်တပ်တို့ကလုံခြုံရေးအပြစ်ယူပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာနာတိတ်အကြမ်းဖက်စစ်ကောင်စီရဲ့ဖိအားကြောင့်စစ်တွေမြို့ကမွတ်စလင်အယောက်200ခန်းဟာအရခတ်တော် AAR အလို့မရှိဘူးဆိုပြီးတော့ဒီကနေ့မနက်မှာဆန္ဒထုတ်ဖော်ပြသခဲ့ကြခြင်းဖြစ်တယ်လို့သိရပါဗျ။မြန်မြန်ဒေသခံမွတ်စလင်တအူးက မွတ်စလင်အယောက်200လောက်ပါမယ်ဘူးမေရက်ွက်ကနေပြီးတော့မီးဆက်ကြီးအဝိုင်းကိုပတ်ပြီးအဝေးပြေးကားဂိတ်ဘက်တက်ထိန်ဂိတ်ကိုလမ်းလျှောက်သွားကြပါတယ်ရခိုင်တပ်တော်အေအေကိုအလိုမရှိဘူးလို့တောက်လျှောက်អော်ကြတာပေါ့ရဲတပ်ဖွဲ့နဲ့စစ်တပ်ကလမ်းတလျှောက်တောက်လျှောက်ကိုလုံခြုံရေးအပြည့်ယူပေးထားပါတယ်တခြားအရက်သားတွေကိုအနာကိုလုံးဝကတ်ခွင့်မပေးဘူးလို့ပြောဆိုခဲ့ပါတယ်မွတ်စလင်များစန္ဒမထုတ်ဖော်မီအချိန်တွဲမှာအဲ့ဒီလမ်းတလျှောက်မှာရှိတဲ့လမ်းပေးဈေးတယ်များကိုရဆိုင်များလူသွားလူလာများကိုပိတ်ပင်ရှင်းလင်းထားကြောင်းကိုနောက်ထပ်မျက်မြင်ဒေသခံတအူးကပြောပြပါဗျာ ဆန္ဒမပြခင်နိုင်ရီပိုင်းအလိုကလေးကဆန္ဒပြမဲ့လမ်းမိဆက်ကြီးကနေတထိန်ဂိတ်အထိကိုဘယ်သူမှဖြတ်တန်းသွားလာခွင့်မရဘူးဆိုင်ရီဆိုရင်လည်းပိတ်ခိုင်းပါတယ်လက်ဖေးဆိုင်လည်းဖွင့်ခွင့်မရှိဘူးဆန္ဒပြတဲ့သူတွေကဘူးမေကနေထွက်ပါတယ်တထိန်ဂိတ်ကိုသွားပါတယ်ပြီးတော့ပြန်လာပြီးတော့ဘူးမေရက်ွက်ထဲကိုပြန်ဝင်သွားတယ်လို့ပြောဆိုခဲ့ပါတယ်ဒီနေ့နေ့လယ်ဆန္ဒနာရီအထိကိုစစ်တွေမျိုးတွေကတထိန်ဂိတ်ဘက်ကိုအသွားလာကိုရဲနဲ့စစ်တပ်ကပိတ်ပင်ထားပြီးတော့စစ်တွေမျိုးတွေကိုတော့အဝင်ကိုဖွင့်ပေးထားတယ်လို့စုံစမ်းသိရှိရပါတယ် အာနာသိအကြမ်းဖက်စစ်ကောင်စီဟာရခိုင်ပြည်တွင်းမှာမွတ်စလင်များကိုလက်နက်အားကိုးနဲ့ချင်းချောက်အကြက်ကင်ပြီးတော့ရခိုင်တပ်တော်အေအေကိုဆန္ဒထုတ်ဖော်ကြဖို့ဖိအားပေးခိုင်းစေနေတယ်လို့သိရပါတယ်။ဘူးတီတောင်မြို့မှာအကြမ်းဖက်အဖွဲ့အာဆာနဲ့ AIA အဖွဲ့တို့ကိုစစ်တင်နှံပေးလက်နက်တပ်ဆင်ပေးနေတယ်လို့အတေးအာဓမ္မခေါ်ယူပြီးတော့စုဆောင်းထားတဲ့မွတ်စလင်တချို့ကိုလည်းလက်နက်ကင်ခွင့်ပေးကာအကြမ်းဖက်မှုကျူးလွန်ခြင်းတွေကိုထောက်ခံအားပေးနေတယ်လို့ဒေသခံတွေစီကသိရှိရပါတယ်။အာဆာ AIA နဲ့ အကြမ်းဖက်မွတ်စလင်တချို့ဟာဘူတီတောင်မြို့မှာပြီးခဲ့တဲ့ AP လ12ရက်နေ့ကစပြီးတော့အရက်သားနေအိမ်များကိုမိရှို့ဖျက်ဆီးနေတယ်လို့အပြစ်မဲ့မွတ်စလင်များအပါအဝင်အရက်သားပြည်သူများကိုလည်းဖမ်းဆီးထားကြောင်းနဲ့ AP လ18ရက်နေ့ကဘူတီတောင်အခြေစိုက်နိုင်ငံတကာကူညီရေးအဖွဲ့နယ်စည်းမချဆရာဝန်များယုံကိုလည်းမိရှို့ဖျက်ဆီးခဲ့ကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပန်ဝါမျိုးကနေဆင်းလာတဲ့စစ်ကောင်စီတပ်ရင်တန်းကို AP လ19ရက်နေ့ည9:00နာရီခွဲအချိန်ကဝိုင်းမော်မျိုးနယ်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ရာစစ်ကားတစ်စီးမီးလောင်ပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဝိုင်းမော်စတုံးလမ်းပေါ်မှာရှိတဲ့မုံကျိတ်ကျေးရွာနဲ့လမြန်ကျေးရွာကြားမှာစစ်ကား၄စီးကိုကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့စစ်ကားတစ်စီးဟာမီးလောင်ပျက်စီးခဲ့ရတယ်လို့ဒေသခံအမျိုးသားတအူးကပြောပါတယ်။ ။တစည်းကဘိန်းပေါက်သွားတာ။တစည်းကကားပေါ်ကိုကျလို့မီးလောင်သွားတယ်။သူတို့စီးတဲ့ကားကဆန်တဲ့ဘိန်းကား၄စီးနဲ့ကားလေးတစည်းစုစုပေါင်း၅စီးပေါ့။အဲ့ဒီဆန်တဲ့ဘိန်းကားကားအပြာရောင်တစည်းကမီးလောင်သွားတယ်။အဲ့ဒီမှာစစ်သားတွေခုံဆင်းပြီးတော့ထွက်ပြေးလို့တိုက်ခိုက်တာဒဏ်ရာရတဲ့သူတွေများနိုင်တယ်လို့ပြောဆိုခဲ့ပါတယ်။စစ်ကောင်စီလက်အောက်ခံဝူယန်ပြည်သူ့စစ်ဂိတ်မှာဒီကနေ့မနက်ပိုင်းကသွေးများဆုံးပေနေတယ်။ Nosh အမျိုးအစားကားအဖြူရောင်တစည်းရထားတာကိုတွေ့ရပြီးတော့ ပြစ်ခတ်ခံရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတွားကြိုခဲ့ခြင်းဖြစ်တယ်လို့ဝူရန်ဒေသခံအမျိုးသမီးတဦးကပြောပြပါတယ်။ဒီမနက်ဈေးမှာပြောနေတာလဲစစ်သားတွေတေးတယ်တဲ့ထိခိုက်ဒဏ်ရာရတာတွေလည်းများတယ်လို့ပြောတယ်။ဂိတ်ကိုဖျက်ကြည့်တော့အဲ့ဒီကားကိုတွေးလိုက်တာဟုတ်တယ်။ကားတကားဘေးမှာတွေးတွေပေးနေတာကိုတွေးလိုက်တယ်လို့ပြောဆိုခဲ့ပါတယ်။အေပီလ19ရက်နေ့ညနေ3နာရီအချိန်ကန်းကလည်းဝိုင်းမော်စစ်ကောင်စီခြေလင်တရင်ခလာရ58ကစော့လော်မျိုးကိုစစ်ကူလာတဲ့စစ်ကောင်စီရင်ရန်နဲ့လည်း မန်ဝင်းကျေးရွာအနီးမှာထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အခုရက်ပိုင်းအတွင်းမှာချီပွေ၊ပန်ဝါ၊စော့လော်ဒေသမှာရှိတဲ့စစ်ကောင်စီလက်အောက်ခံနေကြားဆောင်တပ်စခန်းတချို့ကို KIA ကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုများပြုလုပ်လာခဲ့ပြီးတဲ့နောက်မှာစစ်ကောင်စီတပ်ကအင်အားဖြည့်တင်းမှုတွေဇက်တိုက်ပြုလုပ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့ဘကူတိုင်းနတ်တလဲမြို့နယ်မှာစစ်ဘိုလ်တအူးကိုစိုင်းကင်နဲ့လိုက်ပို့တဲ့စစ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ16ရက်နေ့ညနေ2:50မိနစ်အချိန်ကနတ်တလင်းမြို့နယ်ပြင်ပုံရွာကစစ်ဗိုလ်တအုပ်ကိုမကြီးပင်ရွာအောက်တုခကိုလိုက်ပို့ပြီးတော့ပြန်လာတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးစီးနှင်းလိုက်ပါလာတဲ့ဆိုင်ကယ်3စီးကိုမိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီတပ်သားများထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။3ယောက်ဒဇီးစီးလာတာသူတို့ဆိုင်ကယ်နဲ့မလှမ်းမကမှာအရသာပြည်သူတအုပ်ရဲ့ဆိုင်ကယ်ဒဇီးကကတ်လိုက်လာလို့မရောက်ခင်မှာဆွဲလိုက်ရတာအဲ့လိုကြိုဆွဲလိုက်လို့ထိရောက်မှုတော့တိတ်မရှိဘူးလို့ပြောတာပဲ။ အဲ့ဒီခွေးတွေကပြင်ပုံရွာကနေမကြီးပင်အောင်သုခကိုသွားတာပြင်ပုံရွာကပြူရွာလိုဖြစ်နေတာမကြီးပင်ရွာမှာကရဲစခန်းရှိတယ်ဘိုးကိုလိုက်ပို့ပြီးတော့အပြန်မှာလမ်းမှာဆွဲလိုက်တာလို့ Phoenix DF နက်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတူကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုတာဝရီခရိုင်မှတ်တတရင်3839တက်တက်ခွဲနဲ့ Phoenix DF ရဲဘော်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့မိဘပြည်သူများအနေနဲ့ အချိန်ချင်းသတိပေးထုတ်ပြန်ထားခဲ့တဲ့အကြံဖတ်စစ်ကောင်စီများနဲ့အတူတွာလာခြင်းအကြံဖတ်စစ်ကောင်စီများရဲ့ရင်များနောက်ကိုကတ်လိုက်ခြင်းတို့ကိုမပြုတ်လို့ဖို့ကိုထုတ်ပြန်ထားကြောင်းသတင်းရရှိပါရခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ